တစ္ဆာတစ္ဆာသည်တစ္ဆာရှိသူအပေါ်တွင် တည်သည်တစ္ဆာ၏အကျိုးဆက်ကိုတစ္ဆာဆောင်သည့်သူများစံစားရသည်တစ္ဆာပြက်လျင်ကောင်းငင်ကိုမမြင်နိုင်တစ္ဆာကို အခြေပြု၍လူစိုးလူကောင်း ခွဲခြားနိုင်၏တစ္ဆာဆောင်သည့်ခြင်းသည်ခိုင်မာသောယဉ်နိမှုကိုပြသခြင်းဖြစ်သည်တစ္ဆာကိုယုံကြည်မှုထုံးတမ်းတွင် ကာကွယ်အနေနှင့်အသုံးပြုကြသည် တဦးနဲ့တဦးတမလွန်တွင်ပြန်လည်ဆုံစည်းရန်တစ္ဆာဆိုကြသည်တစ္ဆာကိုကိုးဝယ်သူများရှိသည်တစ္ဆာကိုအသက်ပေး၍ဆောင်ခင်းသူများရှိကြသည်တစ္ဆာသည်ခရင်သောဆောင်ခင်းမှုဖြစ်သည်တစ္ဆာ၏တန်မှုသည်ကြီးမားသည်တစ္ဆာရှိသူ ရှားပါသည်တစ္ဆာသည်လူတိုင်းချင်းဆောင်ရန်ခရင်သည်တစ္ဆာသည်တကိုးကိုချစ်ထွန်းစေသည် တစ္ဆာသည်တတ်မှတ်ဖို့ကိုရောင်ရဲစေသည်ဖရာသခင်သည်တစ္ဆာရှိသောကိုးကွယ်ခြင်းရစ်ကိုနှစ်သက်တော်မူသည်တစ္ဆာရှိသောဘုကိုနှစ်သက်တော်မူသည်တစ္ဆာရှိသူကိုဖြောင့်မတ်သူအဖြစ်မှတ်တော်မူသည်တစ္ဆာရှိသူ၏ဘန္နာတော်ကိုဟိုးထားသည်ညီကိုအင်္ကာချင်းကြားတွင်တစ္ဆာထားရှိခြင်းသို့မဟုတ်တစ္ဆာဆောင်ခင်းခြင်းဟုသည်ဆောင်ထင်းရန်ဖြစ်သည်လူသည် သစ္စာကလေးကိုပြည့်ဝပူဇော်လင်ပူဇော်အပ်တော်သူသည်သင်အဖို့ဖြစ်သည့်အတိုင်းသာဝရဘုရား၏ဘန္နာတော်ဖြစ်ရဘုပြုရာကျမ်းခန်းကြီး29ခန်းငယ်ညယေရှုခရစ်တပည့်တော်တာဝကဆနှစ်ပါးတွင်ယူဒရှာကယုတ်၏သစ္စာမေသောအနိုင်ဆုံးသက်သည်မိမိကိုယ်ကိုအဆုံးစီခြင်းဖြစ်သည်သစ္စာပါသောအကျင့်ကိုရေးမှတ်ထားရမည်သစ္စာရှိခြင်းသည် အဆုံးတွင် ကောင်းချီးကိုဖြစ်ထွန်းစေပြီးကရုဏာတရားနှင့်တစ္ဆာတရားကိုတင်နှင့်ပွားစေနှင့်ထိုတရားတို့ကိုတင်ဤလေပင်၌ဆွဲထားလော့နှလုံးအင်းစည်ရင်၌ရေးသွင်းလော့တုတ်တန်ချံအခန်းကြီး၃ငယ်၃စောကုကု